ထိုင်းနိုင်ငံအာယူကြခင်မှာလူဝင်မှုကြီးကြပ်ရေးရှုံးရေးတစိုက်တို့တို့ပြုလို့ပေးနေတယ်ဆိုရဲဆော့ဆွဲခြင်းနဲ့မြန်မာနိုင်ငံသားတို့အဖမ်းခံရတယ်လို့သိရပါတယ်။အော်တိုဝါလာ20ရည်နေမှာတစိုက်တို့အတူလို့တဲ့ကွန်ပျူတာနဲ့ဘလုံးလုံးခွင့်လက်မှတ်အမိစင်းစာရွက်အပါဝင်စာရွက်စာတမ်းအတူတွင်နေတူမြန်မာနိုင်ငံသားကိုထိုင်းရတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ အဖမ်းခံရသူဟာအသက်40နှစ်အရွယ်မြန်မာနိုင်ငံသားဖြစ်ပြီးပမ်ပင်ဒေသမှာရှိတဲ့သူ့ရဲ့ကိုယ်ပိုင်ရှုခန်းထံမှာရတက်ဖွက်ကဝန်ရမ်းနဲ့အတူတွားရောက်ဖမ်းဆီးခဲ့တာပါ သူ့ကိုဖမ်းဆီးခြင်းမြန်မာနိုင်ငံသားတွေအတွက်အလိုလိုခွင့်အလက်မှန်စာရွက်တွေမှာအယုဒ္ဓယာလာဝကတစိတ်တိုးရှင်နစ်ထားတဲ့စာရွက်စာတမ်း26စုကိုတွေ့ရတဲ့အတွက်တက်တဲ့အနေနဲ့သိရှိခဲ့တယ်လို့ထိုင်းတင်းတွေမှာဖော်ပြထားပါတယ် ိတ်တစိတ်တော်တွေကိုစစ်စစ်ချေအချက်အလက်တိတိကျကျမတွေ့ရပဲအတုဖြစ်နေတဲ့ပြင်စာရွက်အားလုံးမှာတစိတ်တော်နဲ့လက်မှတ်တွေကတပုံစံနဲ့ဖြစ်နေတာတွေ့ရတယ်လို့ဆိုပါတယ်အဲ့ဒီစာရွက်တွေကိုအတိုးပြုပြီးစစ်စေးခင်းနဲ့အလုံးလျှောက်တဲ့နေရာမှာလည်းအတိုးပြုလေးရှိတယ်လို့မြန်မာနိုင်ငံသားကအရတပ်ဖွဲ့ကိုဖြေချထားပါတယ်။ဒါပြင် လာဝကတစိတ်တို့အတူပါတယ်စာရွက်တွေကိုလည်း မြန်မာနိုင်ငံသားအယောက်တရားကျော်ကိုဒုဗာ12000လုံးနဲ့လုပေးခဲ့ပြီးဖြစ်တယ်လို့စစ်တပ်ဖွဲ့စည်းထွက်ဆိုထားပါတယ်။လက်ရှိမှာအဖမ်းခံရတဲ့မြန်မာနိုင်ငံသားကိုစာရွက်စာတမ်းအတူပြုလို့မှုလောက်ခတစိတ်တို့အတူပြုလို့မှုတွေနဲ့အမှုဖွင့်ရေးယူထားတယ်လို့တရင်မှာဖော်ပြထားပါတယ်။